မင်္ဂလာပါရှင်အစေးရနေတဲ့ကလေးလေးလေး right team ရေးတတ်တဲ့သူလေးတွေကတခါတည်းတူတူရေးကြည့်ရအောင်ကျွန်တော်ဒီနေ့ရေးမယ့်အကြောင်းအရာလေးကတော့ဒါစာအုပ်တအုပ်ကိုပြန်ပြီးတော့ review ရေးသွားမှာဖြစ်တဲ့ review writing ဖြစ်ပါတယ်ဒါတစ်ချက်ရဲ့ဒီ channel မှာဆိုလို့ရှိရင်လည်းဒီမှာအရှိမလေးဒီ movie စနစ်ပတ်သက်တဲ့ reviews တွေ restaurant စနစ်ပတ်သက်တဲ့ review writing တွေတင်ထားမှုပါတယ်ဒီတစ်ခါကတော့စာအုပ်ဖြစ်ပါတယ်ဒါဆိုအရင်ဆုံးကိုရေးချင်တဲ့စာအုပ်ပေါ့နော်ကိုဖတ်ပြီးတော့ကိုရေးရေးချင်တဲ့ဆိုတဲ့အကြောင်းအရာလေးရှိမယ်ဆိုရင်စာအုပ်တအုပ်ကိုရွေးထားဖို့လိုပါတယ်ဒီချက်ကတော့ဒီမှာရွေးပြီး းပေါ့เนาะဒီဆောင်းအုပ်ကလေးမြင်ဘူးကြမှာပါเนาะဆိုတော့ပုံစံလေးရတော့ဒီလိုသွားတယ်ဆောင်းအုပ်နာမည်လေးကတော့ Wonder ဖြစ်ပြီးတော့ဒါ AJ Flashy ရဲ့ဒါလက်ရခေါင်းလေးတွေကတအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကလေးကိုရေးတယ် book review writing ကိုတော့ B1 B2 level လောက်ရှိတယ်ဆိုရင်ပို့ပြီးရေးလို့အချိန်ဆက်မိမယ်ထင်ပါတယ်ရှင်။ကဲအရင်ဆုံး teacher တို့စဉ်းစားကြည့်အောင် ကိုဒီစာအုပ် review ရေးတယ် book review writing မှာဆိုလို့ရှိရင်ကိုရီထည့်သုံးရမှာတော့မဖြစ်မနေဒီစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာဒါတချို့တို့ဥပမာဒါဘယ်သူရေးတာလဲအဆရှိသဖြင့်ပေါ့ဘလို့အကြောင်းအရာစာအုပ်ကလေးလဲဒါဟုတ်တော့တချို့တို့မဖြစ်မနေဒါထည့်သွင်းရေးဖို့လိုပါတယ်ပြီးတော့ရေသူနဲ့ပတ်သက်တဲ့ plot အကြံဉာဏ်လေးပေါ့နော်အသေးစိတ် detail မဟုတ်ဘူးဆိုရင်တော့မှပဲဘလို့စက်ကွက်လေးတွေပါလဲဆိုတာလေးအကြံဉာဏ်လေးရေးဖို့လိုအပ်မှာပေါ့နော်ပြီးကိုဒါနဲ့ပတ်သက်ပြီးကိုရဲ့သုံးသပ်ချက်တွေကိုရဲ့အတွေးအကြုံတွေရောဘလို့ရှိလဲပြီးဒါနဲ့ပတ်သက်ပြီးကို overall အနေနဲ့သူများကိုပြန်ညွှန်းမဲ့ ဲ့စာအုပ်မျိုးလားဒါမှမဟုတ်ကိုကိုရိုင်းကရော rating ဘယ်လောက်ပေးကြလဲကိုပြန်ဖတ်မဲ့စာအုပ်မျိုးလားဒါဒီဒီတချို့ book review writing မှာအခြေခံအားဖြင့်ပါတဲ့အကြောင်းအရာတွေဖြစ်ပါလိမ့်ရှင်။ ဲ့ဒါဆိုဒီ channel တူတူဒီကြောင်းချင်းစီအရင်လိုက်ရေးကြည့်အောင်ပြီးတော့ရင်ဒီ channel sentence လေးတွေအသုံးပြုပြီးတော့နောက်ထပ် video အပိုင်းလေးထဲမှာဆိုရင်တော့ subscribe ကလေးလို့ဖြစ်သွားအောင်ဖန်တီးကြမယ်ပေါ့နော်ဒါဆိုဒီ video part 1လေးမှာတော့ဒီ channel sentence လေးအရင်ရေးကြည့်အောင်ပေါ့နော်ကဲဒါဆိုကိုကလည်းတူတူလိုက်ရေးဖို့အတွက်အာ like subscribe လေးရေးပြီးသွားပြီဆိုလို့ရှင်ဒီလိုဝက်ကြလေးဖန်တီးလို့ရပါတယ် ကဲဒါဆိုပထမဆုံးတစ်ချက်စာအုပ်လေးကတော့ winter ဖြစ်တဲ့အတွက်ကြောင့် winter by ဒီနေရာမှာ by ဆိုတဲ့ preposition လေးကိုသုံးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ by ဒီအနောက်ဘက်ကဒီဟာကိုဖန်တီးပြုလုပ်တဲ့ creators တွေကိုဖော်ပြတဲ့အခါကျရင်တချို့အဲ့လိုချိတ်ဆက်သုံးလို့ရတဲ့ preposition ဖြစ်တဲ့အတွက်ကြောင့်ကဲဒါဆိုနောက်မှာ by ရဲ့နောက်မှာတချို့စာအုပ်ကိုရေးတဲ့စာရေးသူအမည်လေးဖြစ်ပါတယ်။ကဲဒါဆိုရင် RJ Plasius winter by RJ Plasius ဒါဆိုရင်ကိုယ့်ရဲ့စာအုပ်ရဲ့စာအုပ်ကိုရေးတဲ့သူကိုဒီထဲမှာ by လေးနဲ့ preposition သုံးပြီးဆက်လိုက်တဲ့ is ဖြစ်ပါတယ်။ ောက်ကတအုပ်သေးဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်ဒါ birth to be ဒီချေတို့ is ကိုတုံတာပေါ့နော် and inspiring and emotional novels ဒါဆိုရင်ဒီချေတို့ပုံမှန် novels တွေတဲကနေပြီးတော့ inspiring ဖြစ်ရတယ်ဒီချေတို့ဝတ္ထုတွေပုံစံထဲမှာဆိုလို့ရှိရင်ဒါ emotional ဖြစ်စေတဲ့ဝတ္ထုပုံစံမျိုးဖြစ်တယ်အဓိကသူ့ထဲမှာကျင်နာမှုတွေကိုယ့်ရဲ့ courage နဲ့ပတ်သက်တာတွေကိုကိုကိုလက်ခံနိုင်စွာနေဒါတွေနဲ့ပတ်သက်ပြီးအဓိကရေးထားတယ်ဒီ sentence လေးဒီဘာတွေပါသွားလဲဆိုတော့ဒီမှာဆိုရင်ဒီချေတို့စာအုပ်နာမည်လေးပါသွားတယ်တစ်ချက် ။အော်ပြီးတော့စာရေးသူအမည်လေးပါသွားတယ်နှစ်ချက်။အဲပြီးတော့ရင်ဒါဒီဘလို့စာအုပ်အမျိုးအစားလဲဆိုတာလေးပါသွားတယ်။အဲဒါဆိုသုံးချက်။အော်ပြီးတော့ဒါဒီဘာအကြောင်းကိုအဓိကရေးထားတာလဲဆိုတာလေးပါသွားတယ်လေးချက်။ Okay ။ကဲဒါဆိုဒီလိုပုံစံမျိုး sentence လေးစူးစမ်းပြီးတော့တိစောက်ကြည့်ပါရှင်။ဒီကြောင်းထဲမှာလေးဒီချက် information ဒါတော်တော်လေးပါသွားပြီပေါ့နော်။ ်နောက်တစ်ခုအနေနဲ့တချို့လို sentence 2မှာဆိုရင်ဒါအဓိက plot လေးကိုရေးကြည့်ရအောင်ပေါ့နော်ဆိုတော့ဒီ story မှာ center around အဓိကဘေးကောင်လေးက ်အကီပေါ့နော်အကီဆိုရက် character ကောင်းလေးမှာပဲအဓိကဖြစ်နေတာဖြစ်ပါတယ်သူဒီဒါမွေးကလေးရပေါ့နော်ဒီစာအုပ်ထဲမှာပါတဲ့ရဆိုလို့ရှိရင်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားမှုပုံစံလေးနဲ့မွေးလာတယ်ဒါမှမဟုတ်သူကပုံမှန်တောက်လျှောက်ကတော့အိမ်မှာပဲ home schooling လုပ်တယ်ဒါပေမဲ့ကြောင်းတက်တဲ့အချိန်မှာသူ့မှာကြုံတွေ့ရတဲ့အခက်အခဲတွေကြုံတွေ့ရတဲ့ challenge တွေသူ့ရဲ့သူနဲ့တငယ်ချင်းတွေရဲ့ friendship တွေဒါတွေနဲ့ပတ်သက်တာကိုဒီကောင်းလေးကိုပဲဇက်အိမ်တည်ပြီးတော့ရေးထားတာဖြစ်ပါတယ်ရှင့်ဒါကလေရုပ်ရှင်ပြန်ရိုက်ထားတာလေးလေးရှိတော့လေဒါပုံမှန်ရုပ်ရှင်ထဲမှာဆိုလို့ရှိရင်တော့ character ကိုဒီလို ုံစံမျိုးလေးဖော်ပြထားပါတယ်เนาะဒါ oggy လေးပေါ့เนาะကဲဒါဆိုကိုကိုရိုင်းကလည်းဒီ stories ဒီဘယ်နေရာမှာပဲအဓိကရေးထားတာလဲဘသူ့ကိုအခြေခံပြီးရေးထားတာလဲဘာအကြောင်းရေးထားတာလဲဆိုရယ် plot လေးကိုဒါ like အခြေခံ information လေးပေးကြည့်ရအောင်เนาะ ဒါလေးရေးပြီးသွားပြီဆိုရင်နောက်တစ်ခုအနေနဲ့ဒီမှာပါတဲ့ language ဒီရိုးရိုးလေးပဲလားရှုပ်ရှုပ်ထွေးထွေးလားဘယ်လိုပုံစံမျိုးလဲဒါလေးလည်းရေးကြည့်အောင်ဒီ sentence ကတကယ်လို့ကိုရေးချင်တဲ့အကြောင်းအရာနဲ့တိုက်ဆိုင်မယ်ဆိုရင်တော့မှပဲဒီချက်ရေးထားတဲ့ sentence ကိုပြန်ပြီးတော့ကုလို့ရေးတော့ရတယ်ပေါ့နော်စာအုပ်ကဒီစာအုပ်ကလေးကကျတော့ကလေးလည်းဖတ်လို့အဆင်ပြေအောင်လို့သုံးထားတဲ့ language ဒီလွယ်လွယ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကလေးဆိုလို့ရှိရင်ဥမာ international အသင်ရိုးတွေမှာဆိုရင် year 6 year 7အဲ့ဒီဝင်ကျင်နေမှာဆိုရင်ပါနေပြီသင်ရိုးစာအုပ်ထဲမှာပါထည့်သွင်းအသုံးပြုတဲ့စာအုပ် ျိုးဖြစ်ပါတယ်။ကဲဒါဆိုရင်သူ့မှာပါတဲ့ language အကြောင်းကိုလည်းပြောပြီးသွားပြီဆိုရင်ကိုဒီဒါနဲ့ပတ်သက်ပြီးကိုရတဲ့အကြောင်းအရာတွေကဘာကိုအကြိုက်ဆုံးလဲ။ ်တီချဲကြိုက်ဆုံးကတော့တို့ပေးချင်တဲ့ message ကိုကြိုက်တာဖြစ်ပါတယ်တဲ့တချို့တို့ဒီရွေးချယ်စရာနှစ်ခုရှိလာတယ်မှန်ကန်တာနဲ့ကျင်နာတာနဲ့ရွေးလာတယ်ဆိုရင်တော့မှပဲတချို့တို့အနေနဲ့ကျင်နာတဲ့စိတ်ကိုကျင်နာတဲ့အပိုင်းကိုရွေးချယ်ရမယ်ဆိုတော့ဒါလူသားချင်းစာနာမှုကိုတချို့တို့အနေနဲ့ message လေးရတယ်ပေါ့နော်ဒါဆိုကိုကိုရိုင်းကလည်းဘလို့အကြောင်းအရာမျိုးလေးကိုကိုကအကြိုက်ဆုံးလဲကိုကြိုက်တဲ့ aspect လေးကိုတချို့ရေးကြည့်ပါရှင် โอเคကဲဒါဆိုရင်နောက်ဆုံးအနေနဲ့ဒါကိုအကုန်လုံးခြုံလိုက်မယ် overall အနေနဲ့ဘယ်လောက် rating ပေးမလဲ5 out of 5ပေါ့เนาะတခြားရဲ့ဂျင်းတွေပေါ့5 out of 5ပေးမယ်စာအုပ်မျိုးဖြစ်ပါတယ်ကဲဒါဆို Google Drive ကလည်းဘယ်လောက် rating ပေးမလဲဆိုတာရေးကြည့်ရအောင်ဒါဆိုရင်အခုလို sentence လေးတွေဖန်တီးပြီးသွားပြီးဘာကြီးလဲရေးရမလဲဆိုတာကိုတစ်ချိန်နဲ့တူတူ brainstorming လုပ်ပြီးသွားပြီးဆိုရင်တော့နောက်ထပ် video part 2မှာတစ်ချိန်က book review လေးဒီစာအုပ်ကို review လေးရေးမယ်ဒါလေးကိုတူတူလိုက်ပြီးတော့လေ့လာကြရအောင်ရှင်း